်အင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ2ရက်နေ့ရက်တွင်မိုးလေဝသနှင့်ဆလားဗေဒသတင်းများကို နေပြီးတော့မိုးလေဝသနှင့်ဆလားဗေဒညွှန်ကြားမှုစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကမြို့ရွာရောက်တုံးခဲ့တဲ့မသားဘွေရာမွေးချင်းများမှာစစ်တွေမျိုးမှာ9တသမာ3ခုလက်မှာကော့ကရိတ်မျိုးမှာ9လက်မှာဖအန်ဆိုင်ပြိုးရေးမှုလေဝသမှာ3တသမာ3တလက်မှာရှေးမျိုးမှာ2တသမာ6တုံးညလက်မှာကြိုက်မျိုးမျိုးမှာ2တသမာ56လက်မှာ စင်ဖြူကျုံမျိုးနဲ့ဖန်မျိုးတို့မှာ2.5နှစ်လမစီကတာမျိုးမှာ2.36လမတာပေါင်းမျိုးမှာ2.28လမလီမျက်နှာမျိုးမှာ2.29လမနဲ့ရှန်ကုန်ပိုတထောင်မျိုးနဲ့မှာ2.24လမတို့တိုင်ထွာရရှိခဲ့ပါတယ်။ဆိုလိုက်အနေဆုံးပူချိန်စံချိန်တဲ့အနေနဲ့ကတော့ဒီကနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်ထွာချက်အရပြည်ကြီးနာမျိုးဟာ78.8ဒီဂရီဆယ်စီယံ 65ဒသမ9ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ19ဒီဂရီဆယ်စီယပ်66ဒသမ2ဒီဂရီဖာရန်ဟိုက်ဖြစ်က1966ခုနှစ်ဇွန်လ19ရက်နေ့ကတိုင်ထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လယ်တနာရီခွဲချိန်မူလီဝတာချူရူမှာဖန်ဝင်ရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပင်နဲ့ပင်လယ်ပင်လယ်အော်တို့မှာတိတ်အင်တိတ်တမှာတိတ်ချူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ။ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးထိပ်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိပ်တောင်းများရွှေလျားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထိပ်ချုံခြင်း၊မိုးကြိုဖြစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးရေဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိမ်တက်မှတိတ်ထူထန်နေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြာတို့မြေမြပုံစံအရမြန်မာကရုံနဲ့တခြားမှာမုတ်တုံလေးအကောင်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေးအကောင်နေပါတယ်။မြန်မာပင်လယ်ပြင်မှာမြန်မာကရုံနဲ့ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှယ်ဖန်ရခမုတ်တက်လေးပြင်များကြာရောက်ပြီးခိုင်းကြည့်ပါမယ်။မုတ်တက်လေးမိကြခြင်းရှေးပြင်းပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြေမှာမြန်မာကန်ရရန်ရှောင်းတဲ့ကန်လိုပင်လေးပြင်းတို့မှာ ကိုဗစ်မှာ73ပေကန်ရှိနေပါတယ်။မနေ့ကမနေ့တည်းခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာဆက်စင်းနေကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး နေပြီးတော့ရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမူထချုံရွာပြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ရွေးမူကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တနင်္သာရီကြီးနဲ့ပြည်내များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလာဘီယာခမ်းမန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့ညီတော်အတွက်မနေ့ပြမနေ့ထီမူလီဝတာချန်နီခမန်းချမမိုးအတင်တင်ထစ်ဆောင်ရပါမယ်အမြင့်ဆုံးပူချိန်မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ညီတော်အတွက်မနေ့ပြမနေ့ထီမူလီဝတာချန်နီခမန်းချမမိုးအတင်တင်ထစ်ဆောင်ရပါမယ်အမြင့်ဆုံးပူချိန်မှာ28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်နဲ့ အနိုင်ဆုံးပူချိန်မှာ25ဒီဂရီဆယ်ဆီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းတွင်မနေ့ဖြန်မနေ့အထိမူလီဝဒချင်းဒီခမန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထိချုံရပါမယ်။အပြင်ဆုံးပူချိန်မှာ30ဒီဂရီဆယ်ဆီယက်86ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးပူချိန်မှာ26ဒီဂရီဆယ်ဆီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်အနေနဲ့ကတော့မုတ်တုံလီအားတည်တင်းရှိပါမယ်။ ရှေ့ကြည့်မှုအခြေအနေတွင်ဒီကနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွားကြအရဧရာဝတီမြေဟာမြကြီးနာမြို့မှာ ရှေးမြို့ရဲ့စိုးရိမ်ရေးမှန်းအထက်နယ်လမခန့်ကျောင်းလွန်ရောက်ရှိနေပြီးနောက်တရက်အတွင်းတပေခွဲခန့်မြင့်တက်လာနိုင်ကရှေးမြို့ရဲ့စိုးရိမ်ရေးမှန်းအထက်ဆက်လက်တည်ရှိနိုင်ပါတယ်တို့ဖြစ်ပါ၍မြကြီးနာမျိုးနယ်အတွင်းရှိမြေကန်အနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ရေပေးလွှတ်ရာနေရာများသို့ရှောင်ရှားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါသည် ရှေ့ကြီးချင်းသတိပေးချက်ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွားချက်အရဧရာဝတီမြို့ဟာကတာမြို့မှာရေမျိုးရဲ့စိုးရိမ်ရေမှတ်အောင်ရှိပေခွဲကမ်းမှာရောက်ရှိနေပါတယ်။အဆိုပါမြို့ဟာနောက်နှစ်ရက်အတွင်းရေမျိုးရဲ့စိုးရိမ်ရေမှတ်တို့ရောက်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍ကတာမြို့နယ်အတွင်းရှိညကန်အနီးနဲ့မြင်းနေပိုင်းနေထိုင်သူများအနေဖြင့်ချုပ်တင်သတိပြုနိုင်ပါရန်နဲ့မြင်းရင်မြင့်တက်လာပါကအချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှုံးဆောင်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဆလားပေတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမချမ်းသာကြပါစေရှင်။